လန်နုနယ်ကန်တောင်ရဲစခန်းကိုတင်ပိုက်ဖို့စစ်စင်ရေးဆင်နွှဲနေတဲ့ PLA ပြည်သူ့လူမျိုးရေးတပ်မတော်စီကိုစစ်ကူမပို့နိုင်အောင်ရင်းမပင် PDF ခေါင်းဆောင်ဗိုလ်တမ်းမင်းကနှောက်ယှက်ဟန်တနေတယ်လို့ PLA ရဲဘော်တူက TFB ကိုပြောပါတယ်ဒီနေ့ဇွန်လ16ရက်နေ့မှာ PLA ရဲဘော်တွေနတ်ကြီးမှုတ်ထောကူးတဲ့ဂရုစိတ်အယောက်မှာဂရုစိတ်ပိတ်ထားတယ်ဆိုတော့စိုက်ပုတ်တွေ့ရတယ်လို့ဆိုပါတယ်အဲဒါကြောင့်ဒေတာတာဝန်ရှိသူကိုဇော်မောင်ကိုတွားပြီးတော့အကူအညီတောင်းရမှာ PLA ဆိုလို့ရှိရင်ကူးကွင်းမပြုတ်ဖို့တားမြစ်ထားကြောင်းပြောပြီးရင်းမှပြန်ခိုင်စစ်ဌာနအယာယီကုကဲမှုဘိုတံမဏိနဲ့ပကဖအကုံဘိုးကောင်းတို့ရဲ့အတဖိုင်ကိုဖွင့်ပြတယ်လို့ဆိုပါတယ်အဲ့ဒီအတဖိုင်ထဲမှာ PLA နဲ့ NUG မဟုတ်တဲ့လူတွေကိုကူးကွင်းမပေးဘူးလို့ပြောထားကြောင်း PLA ရဲဘော်ကဆိုပါတယ် အတန်ဖိုင်ထဲမှာပြောကြားချက်အရ PLA တွေမြစ်ကိုကူးမယ်ဆိုလို့ရှိရင်မြစ်အနောက်ဘက်ကနေအရှိတ်ဘက်ကူးတာကိုသာခွင့်ပြုပြီးတော့မြစ်အရှိတ်ဘက်ကနေပြီးတော့အနောက်ဘက်ကူးတာကိုလက်မခံဖို့တားမြစ်ထားတယ်လို့ဆိုပါရယ်မြစ်အနောက်ဘက်မှာ PLA တွေခြေကုပ်ယူမှာဆိုလို့အဲ့ဒါလိုတားမြစ်တာလို့ပြောထားကြအောင်လဲအတန်ဖိုင်မှာဆိုပြောထားတယ်လို့ဆိုပါရယ် PLA တွေကိုလိုက်ပို့တဲ့ဂရုတွေ့လို့ရှိရင်အဲ့ဒီဂရုတွေကိုပါရေးယူမယ်ဆိုပြီးချင်းချောက်ထားတယ်လို့လည်းဆိုပါရယ်ချင်းနှင်းမြစ်အနောက်ဘက်ဟာ PLA တွေကန့်တော့စကန်းသိန်းတိုက်ပွဲ ်ဆင်နေတဲ့နေရာဖြစ်ပါတယ်။မြင်းရဲ့ရှေ့ဘက်က PLA တွေမြင်းရဲ့နောက်ဘက်ကိုကူးမလာရဘူးလို့ဆိုထားတဲ့အတွက်စစ်ကူမပေးပို့ရဘူးလို့တားမြစ်ဟန်တားနေတဲ့သဘောမျိုးတက်ရောက်နေပါတယ်။ရင်မပင် PDF ကောင်းဆောင်ဘိုတမ်မဏိဟာအရင်ကတပြေးအေးဆရာတော်ဥတော်ပါကဖြစ်ပြီးတော့စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာလူထွက်ပြီးတော့ဘိုတမ်မဏိနာမည်ခံယူထားတာဖြစ်ပါတယ်ဘိုတမ်မဏိဟာဟီးရိုးတိုက်ကာတော်လိုင်းရေးအဖွဲ့ကောင်းဆောင်ဘိုထိုက်မောင်အပါအဝင် စုစုပေါင်းလူပေါင်း20ကျော်ကိုတပ်ဖြတ်မှုနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးဘူးသူလည်းဖြစ်ပါတယ်။အခုတားမြစ်မှုနဲ့ပတ်သက်ပြီးတော့ရင်းမပင်ပကဖကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမဲ့အခုထိဆက်သွယ်မရသေးပါဘူး။ထိုင်နိုင်ငံချင်းမိုင်မြို့ဘိုက်စရီမာယာဟိုတယ်ကြီးမှာဇွန်လ18ရက်နေ့ကျလို့ရှိရယ်မြမအရင်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲကြီးတစ်ခုလုပ်ဖို့နိုင်ငံတကာတပ်တမန်တွေကိုဖိတ်ကြားထားပါတယ်အဲ့ဒီအစည်းအဝေးကိုတာဝန်ယူကျင်းပတာကတော့ KNU နဲ့ဆက်ဆက်တဲ့ Selin Institute for Public Policy ကဖြစ်ပါတယ်။ဥဆောင်ဆွေးနွေးမဲ့အဖွဲ့က Joint Coordination Body JCB ပါ။တက်ရောက်ကြမဲ့သူတွေကတော့နိုင်ငံတကာသံတမန်တွေမြမအရေးနဲ့ပတ်သက်တဲ့သူတွေဖြစ်ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲဟာ ASEAN အထူးကိုယ်စားလှယ်ကထိုင်းနိုင်ငံမှာရှိတဲ့မြမဒီမိုကရေစီလိုလားသူတွေနဲ့မတွေ့ဆုံခင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲလဲမလုပ်ခင်မှာချိန်ခိုက်ပြီးတော့ပြုလုပ်တာလို့ဆိုပါတယ်။အခုဆွေးနွေးပွဲဟာဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ပါတယ်။ပထမအကြိမ်ဆွေးနွေးပွဲကိုဇွန်လ9ရက်နေ့တုန်းကတခါလုပ်ပြီးပါပြီ။ JCB ဟာငွေဆောင်အုပ်စုရဲ့ဘုံသဘောတူညီချက်တွေကိုနိုင်ငံတကာတန်တမန်နေစီရှင်းလင်းပြောကြားပေးနေတာဖြစ်ပါတယ် JCB ရဲ့ဆွေးနွေးချက်တွေထဲမှာအဆင့်၉ဆင့်ပါတဲ့နိုင်ငံရေးဆွေးနွေးမှုလမ်းစဉ်ကိုတင်ပြထားပါတယ်ဒေါ်လာရေးအဖွဲ့အချင်းချင်းဆွေးနွေးပွဲစစ်ကောင်စီအပါအဝင်အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေကတဆင့် Federal Democracy ပြည်တော်စုတည်ဆောက်နိုင်တဲ့အထိကြံစတင်ပြထားတာဖြစ်ပါတယ်အဲ့ဒီ JCB အဖွဲ့ဟာ NUG နိုင်ငံရေးဝန်ကြီးဒေါ်စင်မာအောင်နဲ့လည်းနီးနီးကပ်ကပ်ဆက်ဆက်ပတ်သက်နေတယ်လို့ဆိုပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPB SSA နဲ့တအားအမျိုးသားလွမြောက်ရေးတက်မတော် TNL တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNL တပ်သား၃ယောက်သေဆုံးခဲ့တယ်လို့ဒေသခံစီရေးသတင်းမြစ်တူက TM Media ကိုပြောပါတယ်။ကြောင်မဲမြို့နယ်ဟူးစွန်ကျေးရွာအထက်ဟူးစွန်တောင်မှာဇွန်လ15ရက်မနေ့ကတော့ညနေခင်း9:00ကျော်လောက်ကနေပြီးတော့9:00လောက်အထိ SSPB တပ်သားတွေနဲ့ TNL တပ်သားတွေနှစ်နာရီနီးပါးအကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဟူဆွန်တောင်မှာတက်ဆွဲထားတဲ့ SSPP တပ်စခန်းကို TNL ကဖယ်ခိုင်းရာကနေပြီးတော့နှစ်ဖက်တိုက်ပွဲဆက်ဖြစ်ကြတာလို့ဆိုပါရတယ်။ TNL ကကြောင်မဲမျိုးကိုပြီးခဲ့တဲ့တစ်တုံညာနှစ်ခွန်ဆစ်စင်ရဲ့အတွင်းသိမ့်ပိုက်နိုင်ခဲ့ပြီးတော့အုတ်ချုပ်ရရန်တရားလဲပတ်နိုင်ဖို့ဆောင်ရွက်နေတာပါ SSPB ကတော့အရင်ကရှမ်းမြောက်နေရာတော်တော်များများမှာအထိုင်ချတက်ဆွဲထားနိုင်ခဲ့ရကနေပြီးတော့တစ်တုံညာနှစ်ခွန်ဆစ်စင်ရေးအတွက်မှာတချို့နေရာတွေကနေဖယ်ရှားပေးခဲ့ရတာကြောင့် လက်ရှိမှာရှမ်းလူမျိုးစုတွေရှိတဲ့ရွာတချို့မှာသာတက်ဆွဲထားနိုင်တာဖြစ်ပါတယ်။မနေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ TNL နဲ့ SSP ပြီးတော့နှစ်ဖက်စလုံးကနေပြီးတော့သတင်းထုတ်ပြန်တာမျိုးမရှိသေးသလိုလက်ရှိရှမ်းပြည်မြောက်ပိုင်းမှာပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ FVNCC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ MNDAA TNL SSPB နဲ့ KIA တို့ဟာနယ်မြေအငြင်းအပွားမှုတွေမကြာခဏဖြစ်ပွားနေပြီးဘုံသဘောတူညီချက်ရအောင်ဆွေးနွေးဖြစ်ရှင်းနိုင်ကြတာမျိုးမရှိသေးပါဘူး။ တာဟမျိုးသားလူမျိုးရေးတက်မလို့ TNLA ထိန်းချုပ်ထားတဲ့နောင်ချိုမျိုးနယ်တွေကကြေးရွာ၃ရွာမှာစစ်ကောင်စီတက်တဲ့ TNLA တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ15ရက်နေ့မနေ့ကမနေ့ပိုင်းကအုံမတိနဲ့ရေမောင်းတန်းလက်ပံကုန်းကြေးရွာတွေမှာစစ်ကောင်စီနဲ့ TNLA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အုံမတိနဲ့ရေမောင်းတန်းကြေးရွာတိုက်ပွဲမှာစစ်ကောင်စီက TNLA ဘက်ကိုလက်နက်ကြီး၃လုံး၊ဒရုန်းနဲ့အစိမ့်ငွေပုံ38လုံး ဘုံ35လုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့အလားတူလက်ပံကုန်းကြေးရွာမှာဖြစ်တဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီကလက်နက်ကြီး6လုံးပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင် စစ်ကောင်စီဟာတိုက်ပွဲလုံးဝမဖြစ်ပွားဘဲနဲ့ရွှေညောင်ပင်ကြေးရွာကိုလက်နက်ကြီး3လုံးပစ်ခတ်ခဲ့ပြီးတော့အဲ့ဒါဟာပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဖြစ်တယ်လို့ TNL ကဆိုထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့တုန်းကလည်းနောင်ချုံမြို့နယ်ကရွှေသွန်းပိန်နယ်ကုန်းတရက်ကုန်းနဲ့ လက်ပံကုန်ကြေးရွာတွေမှာစစ်ကောင်စီတပ်နဲ့ TNL တို့အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီကလက်နက်ကြီးအလုံး60လောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင်ဒရုန်းနဲ့ဘုံ26လုံးလည်းကျက်ချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ညီနောင်မဟာမိတ်၃ဘွဲ့အနေနဲ့ငလင်းပြန်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်အပြည့်အဝတက်တန်းကိုတလားတီတီထတ်တိုးထားပေမဲ့စစ်ကောင်စီဟာအဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတော့နောင်ချုံမြို့နယ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်နှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတယ်လို့ TNL ကသူတို့ထုတ်ပြန်ချက်ထဲမှာပြောဆိုထားပါဗျ။ကြောက်ဖြူမျိုးနဲ့လင်းမိုင်အကွာမှာရှိတဲ့အမှတ်32ရဲတပ်ရင်းနဲ့ဒညဝရီရဲတပ်ဌာနချုပ်တို့မှာစစ်ကောင်စီနဲ့အာရခတ်တပ်တော် AA တို့ကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။မင်းကဇွန်လ15ရက်နေ့ည9:00လောက်မှာကြောက်ဖြူမျိုးပေါ်တက်ရင်း34နဲ့အနီးအနားတို့ကိုလည်းလက်နက်ကြီး၃လုံးကြားရောက်ပောက်ကွဲခဲ့ပါတယ်။ခလာရ34တိုင်းဟာကြောက်ဖြူမျိုးပေါ်မှာတခုတည်းရှိတဲ့တက်ရင်းဖြစ်ပြီးတော့ အရာရှိချင်းကွက်တဲ့အစိုးရရက်ကွက်အကြမ်းမှာရှိပါတယ်မေလ26ရက်နေ့တုန်းကလည်းမြစ်ကြီးနားအခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေကြောက်ဖြူကိုတက်ပြောင်းလာတဲ့ခမရ111ဒုတိုင်ရမှုဘုံမှုဝန်တန်လဲတိုက်ပွဲမှာတည်ဆုံခဲ့ပါတယ်စစ်ကောင်စီဘက်ကစစ်သားအင်အားနှဲပါလာတဲ့အတွက်စစ်မှုထံအပတ်စဉ်6နဲ့အပတ်စဉ်10စင်းစစ်သားတွေကိုလည်းအင်အားဖြည့်တင်းနေတယ်လို့ဆိုပါတယ် မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဘီးလင်းမြို့နယ်မှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လာကြောင်းဒေသခံအမျိုးသမီးနှစ်ယောက်ကြီစထိမှန်ပြီးတော့ဒဏ်ရာရသွားတယ်လို့ဒေတာရင်းမှာရှိတဲ့သတင်းရင်းမြစ်တွေကဆိုကြပါတယ်အလူကြီးကျေးရွာအုပ်စုနဲ့ငပြောတော်ကျေးရွာအုပ်စုတွေကိုစစ်ကောင်စီရဲ့အမှတ်44ချင်းမြန်တရင်တပ်မဌာနချုပ်လက်အောက်ခမရ3တရင်ကဇွန်လ14ရက်နေ့မှာတိုက်ပွဲမဖြစ်ပွားဘဲနဲ့လက်နက်ကြီးပစ်ခတ်တာကြောင့်ဒေသခံရွာသူအမျိုးသမီး2ဦးကြီးစားထိမှန်ဒဏ်ရာရပြီးတော့လူနေအိမ်နဲ့ခြံထဲမှာရှိတဲ့ စားပင်တွေလည်းကြီးစားထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါရယ်ဇွန်လ14ရက်နေ့မနေ့စင်နာရီအချိန်မှာစစ်ကောင်စီကကြိုက်ထုံမြို့နယ်ငပြောတော်ကြီးရွာအုပ်စုဇီးကုန်းကြီးရွာတဲ့ကိုလက်နက်ကြီး120မမ9လုံးပစ်ခတ်တာကြောင့်ဇီးကုန်းရွာမှာနေတဲ့ဒေါ်အေးဆန်း53နှစ်ရဲ့ဘယ်ဘက်ပေါင်မှာကြီးစံထိမှန်ဒဏ်ရာရတယ်လို့နေနှလုံးလဲပျက်စီးခဲ့ပါရယ်ညနေ9နာရီအချိန်မှာလည်းအလူကြီးကြီးရွာအုပ်စုအလူကြီးရွာတဲ့ကိုလက်နက်ကြီး120မမ2လုံးနဲ့လှမ်းပြီးတော့ပစ်ခတ်တာကြောင့် အလူကြီးရွာမှာနေတဲ့အသက်30နှစ်အရွယ်မဝဝဦးရဲ့ဘဲဘက်ပေါင်လက်နက်ကြီးကြီးစထိမှန်ထမ်းရပြီးတော့အိမ်နဲ့ခြံထဲကစားပင်တွေလည်းပျက်စီးခဲ့ပါတယ်။ဒီနေ့ဇွန်လ16ရက်နေ့မနေ့9နာရီလောက်မှာကချင်ပြည်နယ်ဖားကံမြို့လုံကင်းကျေးရွာရဲ့နေရာတစ်ခုမှာအမျိုးသားနှစ်ယောက်တနက်နေ့အပြစ်ခံရပြီးတော့တဦးသေဆုံးကြောင်းလုံကင်းရွာမှာနေထိုင်သူဒေသခံတဦးကအတည်ပြုပြောဆိုပါတယ်။လုံကင်းရွာရက်ွက်ငါးက ရှမ်းမလေးကွင်းရဆိုင်ရှိနေရာနဲ့လုံခင်းရွာအုပ်စုအောင်ရကြီးရွာ NGO နားခိုရာစေကနာကမူကထဆိုင်ရှိနေရာတွေမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ကွင်းရဆိုင်ရှိနေရာမှာတနက်နေ့အပြစ်ခံရသူကတော့တိတ်ဆုံးသွားတယ်လို့လည်းဒေတာကန်ကပြောထားပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လူနှစ်ယောက်ကိုဘသူကဗတ်ကြောင့်ပစ်ခတ်ခဲ့တယ်လဲဆိုတာအတီမပြုတ်နိုင်သေးဘူးလို့လည်းအဲ့ဒီဒေတာကန်ကပြောပါတယ်။ TM Media ကရရှိထားတဲ့စီးရင်တွေကဇွန်လ၄ရက်နေ့ကနေပြီးတော့၁၆ရက်နေ့အထိ၁၂ရက်တာကာလအတွင်းမှာ ၉ယောက်သေဆုံးပြီးတော့၂ယောက်ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသူ၂ယောက်အပါအဝင်သေဆုံးတဲ့သူအားလုံးဟာအရက်သားတွေကြီးပဲဖြစ်ပြီးတော့ဖြစ်စဉ်အားလုံးမှာဘသူကပြစ်ခတ်တက်ဖြတ်တယ်လဲ။ဘာကြောင့်ပြစ်ခတ်တက်ဖြတ်တယ်လဲဆိုတာကိုအခုချိန်ထိရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။စကိုင်းတိုင်းမုံရမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကိုရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ အရာရှိနှစ်ယောက်နဲ့စစ်ကောင်စီတပ်သား၃ယောက်ကြာဆုံးခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကဒီကနေ့ဇွန်လ16ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဇွန်လ14ရက်နေ့က BWM ရဲ့ဥဆောင်စီမံမှုနဲ့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Shadow မုံရွာ၊ရွှေတရီကံမဟာမိတ်တပ်ရင်းနဲ့ Justice Brother Force မဟာမိတ်တို့ပူးပေါင်းပြီးတော့ short တိုက်ဒုံ၃လုံးပစ်ခတ်ခဲ့တာလို့ဆိုပါရတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအဆောက်အအုံစစ်စင်ရေးရုံးနဲ့ လက်ကျင်ရုံရှိရာအဆောက်အုံတို့ကိုထိမှန်ခဲ့တာကြောင့်အဆောက်အုံတို့မှာရှိတဲ့ရုံနှုံပျက်စီးခဲ့ပြီးတော့စီကိုတောင်နဲ့အရန်ဆက်ပျက်စီကိုတောင်လည်းမီးလောင်ခဲ့တယ်လို့ထုတ်ပြန်ထားပါဗျာ။အစ္စရေးနိုင်ငံတယ်လီဗီမြို့နဲ့ဟိုင်ဖာမြို့တွေကိုအီရန်ကတိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်တဲ့အတွက်အနည်းဆုံးလူ၈ယောက်သေဆုံးခဲ့ပါတယ်။အစ္စရေးကအီရန်နိုင်ငံတီဟရန်ကိုထပ်မံပုံကျဲပြီးတော့နိုင်ပိုင်းအကြမ်းမှာအခုလိုထပ်မံတိုက်ခတ်မှုတွေဖြစ်လာတာပါ။ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်မှာသေဆုံးသူစုစုပေါင်း220အထိရှိသွားပါပြီ။အဲ့ဒီအထက်ကအမျိုးသမီးနဲ့ကလေးငယ်အယောက်80လဲအပါအဝင်ဖြစ်ပါတယ်။အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့ခေါင်းဆောင်နဲ့တခြားအရေးပါတဲ့ဗိုလ်ချုပ်ကြီး2ယောက်လည်းအစ္စရေးတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုအတွက်တီဟရန်ရက်သားတွေဟာတန်ဖိုးကြီးကြီးနဲ့ပြန်လည်ပေးဆက်ရလိမ့်မယ်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကော့စ်ကဆိုပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်ဆွေးနွေးအဖြစ်ရှာနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းပြောပြီးတော့သူ့အနေနဲ့အစ္စရေးကိုဆက်လက်ပြီးတော့ထောက်ခံသွားမယ်လို့လည်းဆိုပါရယ်တရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ယီဟာအစ္စရေးနိုင်ငံရဲ့ဝန်ကြီးဂီဒီယန်ဆာနဲ့ဖုံးဆက်ဆွေးနွေးခဲ့တယ်လို့ရှင်ဝါသတင်းဌာနကရေးသားဖော်ပြထားပါရယ်နိုင်ငံတကာပြဿနာတွေကိုလက်နက်အင်အားသုံးဖြည့်ရှင်းတဲ့နည်းနဲ့ပိတ်ဆို့အရေးယူဖြည့်ရှင်းတဲ့နည်းတွေအသုံးပြုတာ တေအိုဆိုရကဆန့်ကျင်ကြောင်းပြောဆိုပြီးတော့တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ကိုသာတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုဟာနိုင်ငံတကာဥပဒေကိုဆန့်ကျင်တယ်လို့လည်းဝမ်ယီကပြောခဲ့တယ်လို့ဆိုပါတယ်။အထူးသဖြင့်နျူကလ িয়ার ပြဿနာတွေကိုဆွေးနွေးဖြေရှာဖို့ပြင်ဆင်နေတဲ့အချိန်မှာတိုက်တာဖြစ်တဲ့အတွက်ပို့ပြီးတော့လက်မခံနိုင်ဘူးလို့လည်းဆိုပါတယ်။အစ္စရေးအီရန်ဆက်ဆံရေးဟာအရှိလေပိုင်းစစ်ပွဲနဲ့အခင်းချင်းတရားလုံးအပေါ်မှာတက်ရောက်မှုရှိတဲ့အတွက်စစ်ပွဲကိုရပ်ပြီးတော့တန်တမန်နီးနဲ့ဖြေရှင်းဖို့လည်းတိုက်တွန်းထားတယ်လို့ဆိုပါတယ်။ အရှိလေပိုင်းဒေတာဟာပြိပခအရေးမဲကြီးအောင်မှာအစဉ်အမြဲရှိမနေတင်ကြောင်းစစ်မနဲ့မငိမ်မသက်မှုတွေကိုအဆုံးသတ်စေခြင်းကြောင်းလဲသူကပြောခဲ့တယ်လို့ဆိုပါတယ်နောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်ခင်ဗျာ